ဟယ်လိုမင်္ဂလာပါကျွန်နာမည် Boys ပါဒီနေ့ Focus လေးကအာရှတစ်ခွင်မှာမူရစ်စည်းတွေနဲ့ပျော်တော်ဆက်ခံနေရတဲ့လူငယ်ပေါင်းများစွာရဲ့ဘဝတွေကိုဘလို့နိုင်ငံရေးတွေကြားထဲကနေပြီးတော့စော့ကစားခံနေရတဲ့ဘဝတွေကိုကုတုံးလုပ်ပြီးတော့စီးပွားရေးရာတစ်ခုကိုဖန်တီးပြပြီးတော့နိုင်ငံတနိုင်ငံရဲ့တောက်တိုင်တွေအားလုံးကိုရိုက်ချိုးထားတဲ့ပုံနဲ့စစ်ဘက်ရေးရာတွေတက်ရောက်နေတယ်ဆိုတော့မူရစ်စည်းဝါနဲ့နီးပညာအချို့အချောင်းကျွန်တော်တို့အတူတူ follow ကြည့်ကြရအောင် Let's go မူရစ်ဇေဝတွေဟာ19ရာစုကတည်းက Chinese မှာ opium တုံးဆဲမှုများလာပြီးတော့ British Empire ကတရုတ်ကိုတင်ပေါ်ပြင်ငပြော6လိုမျိုးတင်ပို့ခဲ့ကြတယ်။ opium စစ်တွေကမူရစ်ဇေဝနဲ့ငိမ့်ချမ်းရေးပျက်စီးမှုတွေကြားထဲမှာဆက်ဆက်မှုရှိနေကြောင်းပြသခဲ့ကြတယ်။အရှေ့တောင်အာရှမှာ Golden Triangle မြန်မာ Thai Lao နယ်စပ်တွေကနေပြီးတော့မူရစ်ဇေဝထုတ်လုပ်ရာ မြေတွေလို့နာမည်ကြီးလာပြီးတော့မှလက်နက်ကင်အဖွဲ့နဲ့အစိုးရအာဏာမရသေးတဲ့ဒေသတွေမှာဘိန်းဖြူနဲ့စိတ်ကိုပြောင်းလဲစေတတ်သောစေဝါတွေစပြီးတော့ထုတ်လုပ်လာကြတယ်။မူရစ်စေဝါတွေထုတ်လုပ်မှုနဲ့ဈေးွက်တွေမှာအမျက်တန်တဲ့တောင်သူအချို့ချို့တွေကပါဘိန်းပင်ဆေးရွက်ကြီးပင်တွေကိုစိုက်ပျိုးလာကြတယ်။လက်ရှိမှာတော့ယာဘားလို့ခေါ်တဲ့ Crazy Dogs လို့ခေါ်တဲ့စိတ်ကြယူသောဆေးပြားတွေထုတ်လုပ်မှုဟာမြန်မာနယ်မြေတွေကနေပြီးတော့ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊မလေးရှားနဲ့အိန္ဒိယအထိပြန့်နှံ့လာတယ် နီးပညာတွေကြားထဲမှာလည်းတက်ရောက်မှုတွေရှိလာပြီးတော့လူတွေတုံးဆွဲမှုအပေါ်မှာလည်းအကျိုးခံစားမှုလောက်ပဲမဟုတ်ပဲねစီးပွားရေးနဲ့မီဒီယာတွေပေါ်ဒီတက်ရောက်မှုတွေရှိလာခဲ့တယ်။ဆိုရှယ်မီဒီယာတွေအသုံးပြုပြီးတော့မူရစ်စေဝါရောင်းဝယ်မှုတွေနဲ့ငွေပေးချေတဲ့စနစ်တွေကြောင့်ပြန်နှံ့မှုနှုန်းကလည်းပိုပြီးတော့မြန်ဆန်လာခဲ့တယ်။စေဝါတုံးဆွဲမှုတွေကခရိုးလောက်တဲ့ဖြောပြေးရေးတွေနဲ့ယဉ်ကျေးမှုလေးစားမှုတွေအချို့မှာလည်းပေါဝင်လာတယ်။ မတည်မဲတဲ့အုပ်ချုပ်မှုနဲ့ထိရောက်စွာအရေးမြူနိုင်တဲ့နိုင်ငံတွေမှာထုတ်လုပ်မှုတည်ယူပို့ဆောင်မှုတွေဟာမူရည်စေဝါကလူတွေကြားထဲမှာပြန့်နှံ့လာပို့ပြီးတော့မြန်ဆန်လာတယ်တိုးတက်တဲ့နိုင်ငံတွေမှာလည်းတားဆီးတာအောင်မြင်ပေမဲ့လည်းမူရည်စေဝါကိုနိုင်ငံရေးရာကိစ္စတွေအနေနဲ့လည်းတုံ့ပြုနေကြတာတွေကရှိနေသေးတယ်။အာရှမှာမူရည်စေဝါတွေပြန့်နှံ့လာတာဟာတာမန်စီးပွားရေးလှုပ်ရှားမှုတွေထက်ပိုများစွာသောရှုပ်ထွေးတဲ့တိုင်းပြည်ရေးရာနဲ့လူမှုရေးလူငယ်မူဝါဒတွေအကုန်လုံးထိခိုက်လာပြီးတော့ နိုင်ငံတနိုင်ငံရဲ့ထိန်းချုပ်မှုမူဝါဒတွေရဲ့အောက်မှာလူငယ်တွေရဲ့အတွေးခေါ်ပိုင်းဆိုင်ရာနဲ့စီးပွားရေးလမ်းကြောင်းတွေပေါ်မှာ တဦးပိုင်ဇနင်းတပွဲဖန်သီးလိုတဲ့ရည်ရွယ်ချက်တွေနဲ့မူရစ်စေဝါကိုဖြန့်ကနိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့လှုပ်ဆောင်မှုတွေရှိလာခဲ့တယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရေးကိစ္စတွေမှာလည်း20ရာစုနှစ်တစ်ခုလုံးမူရစ်စေဝါနဲ့နိုင်ငံရေးကိစ္စတွေပေါ်မှာစိတ်ဝင်စားမှုညှော့နှဲလာအောင်ပြုလုပ်ထားကြပြီးတော့လူငယ်တွေရဲ့ဘဝကိုခူးတုံးလို့တက်ဖြတ်ရက်စက်မှုတွေထက်လူတွေရဲ့အုံနောက်နဲ့ပညာရေးစနစ်တစ်ခုလုံးကိုဒီနီးလန်းတွေနဲ့ထိန်းချုပ်ပြထားတာတော့အကြောက်တရားဖြစ်အုပ်ချုပ်မှုပုံစံအစ်စ်ကိုဖန်တီးပြထားတာတွေရှိတယ်။ အဲ့လိုနိုင်ငံရေးလမ်းစဉ်ကမြန်မာနဲ့အာဆီယံနိုင်ငံတွေတော်တော်များများမှာအမောင်ဘက်ခြံကအနေဖြင့်ဖုံးကွယ်ပြူထားတာတွေတွေ့ရလာလိမ့်မယ်အာရှရဲ့ဥပဒေရေးရာဆန်ရအချက်လက်တွေမှာလည်းအာရှမှာလူငယ်တွေရဲ့တက်တန်တလျှောက်အသက်တဝက်နဲ့အထက်လူငယ်တွေရဲ့ဘဝတွေကိုဖျက်ဆီးပြစ်လိရှိကြတယ်ဥပမာနာမည်ကြီးတဲ့နုပညာသမားတွေကြား နိုင်ငံရေးသမားတွေကြားနဲ့စီးပွားရေးသမားတွေကြားထဲမှာလက်နက်တစ်ခုအနေနဲ့တုံးပြူလို့ရှိတယ်။2021မြန်မာနိုင်ငံအတွင်းကပြည်တွင်းစစ်တပ်ကစစ်ကောက်စီရနေပြီးတော့မူရစ်ဆေးဝါးတွေတုံးဆွဲပြီးပြည်သူလူထုတွေပေါ်မှာလူမဆန်စွာနှိပ်စက်တပ်ဖြတ်မှုတွေကိုကုလသမဂ္ဂအဖွဲ့အစည်းတွေကနေပြီးတော့ဖော်ပြခြင်းတွေရှိလာတယ်။အာရှနိုင်ငံတွေရဲ့အဆိုးရွားဆုံးကိစ္စတွေနဲ့ဆက်ဆက်ထားတဲ့မူရစ်ဆေးဝါးတွေဟာ လူတွေရဲ့အုံနောက်နဲ့အနာဂတ်တွေကိုအမှောင်နီးနဲ့ခြေဖြက်ပြထားသလိုဒီစိတ်ကြယူသောဆေးပြားတွေရဲ့အပေါ်မှာပဲအာရုံစိုက်ခံထားစီပြီးတော့မှအနာဂတ်နဲ့နိုင်ငံရေးရနယ်ပယ်တွေထဲကိုဝင်ရောက်လာဖို့လမ်းတွေပိတ်ထားပြီးပညာရေးတွေအကုန်လုံးကိုဘွဲရတဲ့သူတွေအနေနဲ့တောင်မှပဲစီးပွားရေးနယ်ပယ်တွေထဲမှာရောနီးပညာပိုင်းတွေထဲမှာပါလူငယ်တွေရဲ့အနာဂတ်တွေအားနည်းမှုတွေရှိလာအောင်လှုံ့ဆော်ထားပြီးတော့နိုင်ငံရဲ့ရန်ရာတစ်ခုကိုပုံဖော်ပြထားတာကိုတွေ့ရတယ် အဲဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာယနေ့အချိန်ထိလက်နက်ကင်တော်လန်နေရတဲ့အခြေအနေအထိ ဖြစ်ကုန်တယ်။နိုင်ငံရဲ့ကြီးမားဆုံးအုပ်ချုပ်မှုပုံစံကိုစစ်တပ်က viewer တစ်ခုအနေနဲ့အသုံးပြုထားပြီးတော့မူရစ်ဆေးတွေနဲ့ပတ်သက်ပြီးမျိုးသမီးတွေရဲ့ကာအိန္ဒြေကိုပါထိခိုက်ပျက်စီးမှုတွေများစွာရှိလာခဲ့တယ်။အာဆီယံနဲ့ဤပညာသမိုင်းတွေမှာလူနေမှုပတ်ဝန်းကျင်တစ်ခုလုံးစကင်ဖတ်ထားပြီးတော့ဒီမူရစ်ဆေးဝါးတွေတုံးဆွဲထားတဲ့သူတွေရဲ့အုံနောက်အမေးပါးတွေကိုပုံမထိန်းချုပ်မှုတွေလုပ်နိုင်ပြီးတော့လူတဦးတယောက်ရဲ့အကျင့်စာရိတာနဲ့တဦးတယောက်ပေါ်ရည်ရွယ်ချက်ရှိရှိထိခိုက်မှုတွေရှိအောင်ပြုလုပ်လာနိုင်တယ်။အဲ့ဒါကို Neolink လို့ခေါ်တယ်။ နိုင်ငံတနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုကိုဒီနည်းပညာနဲ့ထိန်းချုပ်ထားတာလာလို့လူတွေအပေါ်မှာတက်ရောက်မှုတွေရှိလာတဲ့ဆိုတာကိုတေချာပေါက်ဒါတွေအမှန်ဆိုတာကိုထောက်ပြရမယ့်အချက်တွေက တင်ဒီမူရစေဝါတုံးဆွဲဖူးသူမဟုတ်ပဲနဲ့တင်းကိုတစုံတယောက်ကြောက်သုံးမိတာနဲ့ဒီလောကထဲကိုရောက်သွားလို့တင်ပါအထိတ်ချုပ်ခင်ဖြစ်သွားတာဘာလို့လဲဆိုတော့စက်တလိုက်ကနေပြီးတော့ကပမူရစေဝါပြန့်နှံ့ပုံကိုမူရစေဝါအမိတွေနဲ့တုံးဆွဲသူတို့ရဲ့အပေါ်မှာတက်ရောက်နေတဲ့အာယုခန်ဇနစ်တစ်ခုကိုဖမ်းယူထားပြီးတော့နိုင်ငံအလိုက်မူရစေဝါတုံးဆွဲမှုကိုတိုင်းတာထားလို့ဖြစ်တယ်အဲ့ဒါကြောင့်မို့ဒါဟာ ဗိုင်းရပ်စ်တစ်ခုလိုပြန့်နေနေပြီးတော့လူငယ်တွေရဲ့ဘဝတွေနဲ့မူရစ်ဆေးဝါးတွေကြားထဲအပွက်ဖဲတစ်ခုကိုလှန်ပြရင်းနဲ့ကျွန်တော်ရဲ့ podcast လေးကိုဒီမှာပဲအဆုံးသတ်ပြစေရှင် သတိရှိရဖို့ကမြန်မာနိုင်ငံတည်မူရစ်စေဝါတုံးဆွဲမှုဟာတာမန်မဟုတ်ပဲနဲ့ဒီပညာတစ်ခုဖြင့်ထိ ंछ ုပ်ခံလာရပြီးတော့လူငယ်တွေရဲ့ဘဝကိုဒီယမက်နော်ထဲမှာနှိထားစေတာတော်လန်ရေးကာလကြာရှည်လာတာနဲ့အမျှထိ ंछ ုပ်မှုတွေရှိလာပြီးတော့ကမ္ဘာစစ်ကိုပါဖန်တီးထားတယ်လို့ဆိုလိုတာအားလုံး A channel ဘဝများပိုင်ဆိုင်ကြပါစေနောက်တစ်ပုတ်ကြမှာပဲနောက်ထပ်ဘူးသူတာများကို sharing လုပ်ပေးသွားပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါဦးအဆုံးထိနောက်ထောင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်